Hello အားလုံးပဲမင်္ဂလာပါဒီနေ့တော့ CNC1 မွမွေးလေးနဲ့တုတ်တဲ့ရောတုတ်အညာတုတ်ကလေးတုတ်ပြီးစားမှာပဲဖြစ်ပါတယ်ပြီးတော့သူနဲ့အရန်လိုက်ဖက်မယ်ငဖဲကြောအသားကြောလေးတွေအပြင်စံတော်ဟင်းကားမွမွေးလေးနဲ့ဆိုတော့အားလုံးပဲကြောဆင်းနေတူလိုက်ပြီးစားလိုက်ကြအောင်နော်ပဲမင်းကျင်လေးထဲမယ်သူကကြအခုလိုအမဲကြောလေးရဲ့ဒီမှာအသားကြောလေးရဲ့음ကြောကြောဒီမှာဝေးမှဆိုလို့ရှင်တော့ရောတုတ်တို့ဘာလို့က နာမည်ကြီးရပေါ့နော်မအေးမာတို့ပြီးသွားလို့ရှင်မခိုင်တို့ဒါတွေကကြတော့အရင်နာမည်ကြီးရဲ့ကျွန်တော်တို့ဆိုင်နေပေါ့အာအမဲကျော်လေးကျော်တုတ်အတွက်ကိုဒီမှာခောက်ဆွဲဘက်ကလေးရေမုံဖက်လေးရေပြင်ထားတယ်အသားကြော်ကြော်ဖို့အတွက်ကိုငွေသစင်းမင်းရေရာနှုံးပြည့်မြေပဲစီတန်လေးကိုဒဲဒဲကိုထည့်ပြီးတော့ကြတော့ငဖဲလေးတွေကိုအရင်ဆုံးကြော်ပေးလိုက်မယ်ပေါ့နော်ဒီရောတုတ်ကတော့အခုလိုမျိုးငဖဲကြော်အသားကြော်ပူပူလေးနေဆိုလို့ရှိရင်အရန်လိုက်တယ်ပေါ့နော် ကဲငဖဲကိုကြော်ပြီးတော့စီစစ်ထားပြီးတော့အမဲသားလေးတွေကိုလည်းကြော်ထားလိုက်မယ်အမဲသားကတော့ကြော်စစ်ကမကြော်ခင်ဒါပြုတ်ထားတယ်ပေါ့နော်ပြုတ်ကြော်လေးလုံးလိုက်ပါတယ်ကဲပြီးရင်တော့စီတက်ဖို့အတွက်ကိုတော့ဝင်တစင်မဲရာနုံပြည့်မီပဲကြည်တန်လေးနဲ့အတူစက်သွန်နီပပလီထားလေးတွေကိုစနုံးမုံလေးထည့်ပြီးတော့စက်သွန်နီစီတက်မှုမှုလေးတက်လိုက်ပါမယ်မီပဲကြည်တန်လေးမှုမှုလေးနဲ့ပေါ့နော်စီနီအတွက်ကိုတော့စီပူမာကိုကျော်စစ်တို့ငရုတ်တီအချမ်းဘက်ကိုထည့်ပေးလိုက်မယ်ပေါ့နော် မဲမသွားအောင်ကျော်စစ်ကတော့မီးပိတ်ပြီးတော့ကြတော့စီနီကိုစီချက်ချက်ပေးပါတယ်။ကဲပြီးရင်တော့ဆန်လုံဟင်းကားလေးတဲဖို့တက်ကိုတော့ရင်းနှီးကြွကြွစုမှဆန်လုံမုံရေဖြောထားလေးကိုထည့်တယ်ပွက်လာလို့ရှိရင် စားလေးထည့်တယ်ကျက်သွွန်ပြူနဲ့ဂျင်းနဲ့ထောင်းထားလေးရဲ့ပြီးတော့ပဇွန်ကြောက်ထောင်းထားလေးရဲ့ကိုထည့်လိုက်ရင်ဆန်လုံဟင်းကားလေးလည်းရပါပြီ။ တို့အညာဒေတာဒီမကွေးမှာစားခဲ့တဲ့ရောတုတ်ပုံစံမျိုးလေးတုတ်ပြီးတော့ကြတော့စားမှာပေါ့နော်မုံဖက်ကဲပြီးသွားလို့ရှိလို့ရှင်ဒါကတော့ခေါက်ဆက်ဖက်ကဲပြင်ထားတယ်ပြီးသွားလို့ရှင်ဒါလေးကတော့ဒီမှာဒါကတော့အကြော်အစုံပေါ့နော်အသားကြော်အစုံငဖဲကြော်အမဲကြော်ပြီးရင်ဝက်တလုံးကြော်လေးရေပြင်ထားတယ်ပြီးရင်စီနီစီဝါပြီးရင်မကြီးရေဒါကတော့ပဲမုံပေါ့နော်ပြီးသွားလို့ရှင်လို့ရှင်ဒီမှာပဲပင်ကျင်လေးရေပြီးသွားရင်ဒါလေးကတော့ကြက်သွမ်မိတ်နန်းနန်းမင်းလေးရေပေါ့ကြတော့ကျွန်တော်တို့ရောတုတ်ကကြတော့ထမင်းမှာပါတယ်ပြီးရင်တော့ဒီမှာဒါကတော့ခေါက်ဆွဲထည့်မယ် ျွန်မုံဘတ်မုံဘတ်ထည့်ပါမယ်။ကဲအတုပ်ရဲ့အသက်ပေါ့နော်ဒါကတော့စီနီစီဝါထည့်ပေးပါမယ်။ပြီးရင်တော့ကျွန်စတို့ပဲမုံအကြက်မုံထည့်မယ်။မကြီးသေးရေဖြောထားတာလေးထည့်မယ်။ရတာအတွက်ငံပြားကြီးထဲ့တယ်ရတာမုံလေးထဲ့တယ်ပြီးရင်တော့နနမင်းကျက်သွမိတ်ကလေးထဲ့ပြီးတော့ကြတော့နှဲ့ပေးလိုက်မယ်ပေါ့နော် အခုလိုမျိုးရောတုတ်ကလေးရကြတော့မနှက်စာပဲစားစားပေါ့နော်နေ့လယ်စာပဲစားစားထမင်းမစားကျင်တဲ့အချိန်လေးတို့တပြောင်းတလဲလေးဖြစ်အောင်တုတ်စားကျင်တယ်ဆိုလို့ရှိရင်ဒါမျိုးလေးတုတ်စားကြည့်ပါကိုစိတ်ကြိုက်ပဲမုံထွေထွေလေးလည်းတုတ်လို့ရတယ်ပေါ့နော်ကဲအခုဆိုလို့ရှိရင်တော့ဒီမှာအရန်စားခြင်းစပွဲကောင်းနေပေါ့နော်ပဲမုံထွေထွေလေးနဲ့ရောတုတ်ကလေးရပါပြီဒီမှာဒါလေးကတော့ပဲပင်ကျင်လေးနဲ့ပေါ့ပဲပင်ကျင်လေးထည့်မယ်သူကကြအခုလိုအမဲကြော်လေးရယ်ဒီမှာအသားကြော်လေးရယ်ပြီးသွားရင်သူငဖဲကြော်လေးနဲ့ပေါ့ထားကြပါအောင်ခင်ဗျ တော်ဒီမကွေးမဆိုလို့ရှင်တော့ရောတုတ်တို့ဘာလို့ကနာမည်ကြီးရပေါ့နော်မအေးမာတို့ပြီးသွားလို့ရှင်မခိုင်တို့ဒါတွေကကြတော့အရင်နာမည်ကြီးရရောတုတ်ဆိုင်တွေပေါ့ရောတုတ်တို့ပြီးသွားရင်ထမင်းတုတ်တို့ဒါမျိုးလေးရရောတုတ်ဆိုတော့သူအကုန်လုံးရောတုတ်တာပေါ့နော်ဟင်းအာမဲကျော်လေးဟင်းမဲကျော်တို့ငဖဲကျော်တို့ပြီးရင်ဘလို့ và tao lông xanh tao lông đàn nuôi này tuổi già bảo nó ta sẽ lo hình ngang một mùi, mùi đi uhm. Uhm. với mà tụi ta mình nét giảm thì là sao giảm nhà ừ. Ok cho ừ. Là, ừ. bên này bên 没错的，没娘的。嗯，这边点点点。tốt đi bài tốt đạp vào nó luôn cho ai bé cho chó thì mua xì chát đạp về tiếp tiếp vào nó đi ra là đi nguyên tên mía nhà nó <laughs> bị mì bé thì tao tông nè သူကတော့လုံးဝအကြော်ခံနဲ့အချက်ခံနဲ့ပြီးရင်ဘာနဲ့မှရောနှောထားမရှိဘဲနဲ့ပေါ့နော်အတန်ဆုံးအစစ်ဆုံးလို့ပြောလို့ရတယ်ဒီငွေသစ်စင်းမင်းကတော့အစ်မင်းရဲ့ဒီမြေပဲစီတန်းလေးကိုလည်းတုံးကြည့်ပေါ့နော်အိမ်မှာဆိုရင်တော့ဒါကိုပဲတုံးပြတယ်ဒါလေး ploy ကြီးရဲ့သူဆိုလို့ရှင်လည်းသိမယ်ပေါ့နော်음ဘယ်တော်ရင်းနဲ့လား 这边点的呀，这边，嗯。 ီနေ့ကတော့လုံးဝအိမ်မှာဒါအလွမ်းပြေပေါ့နော်အညာအလွမ်းပြေမခွေးမကြောင်တက်တော့အချိန်အလွမ်းပြေပေါ့နော်ကျော်စစ်တီရောတုတ်ကလေးတုတ်ပြီးတော့ကြတော့စားတာပါအသားကျော်လေးနေပေါ့နော်အဲဒါမျိုးလေးလှုပ်ရှားကြည့်ဖို့လည်းဝင်မြပေးပါရဲနောက်ဘလော့ရီမှာကျော်စစ်နဲ့တူပြန်ပြီးပြေဆုံးကြပါမယ်ခင်ဗျအားလုံးပဲတက်တာပါ